မင်္ဂလာပါရှင်။အင်ပြလန်းချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့နန်းခမ်းရေးသားထားတဲ့ဝင်းနီးမညီရဲ့ဖုန်းကြီးတွေကြောင့်ဘာသာမဲ့သွားချသူများစောင်းပါကိုမျှဝေပေးတော့မှာဖြစ်ပါရစေ။ဒီစောင်းပါကတော့2024ခုနှစ်ဒီဇင်ဘာလ29ရက်မြေလက်အတံမေးရမှာဖော်ပြထားတာဖြစ်ပါရစေ။နားဆင်ကြည့်ကြရအောင်။မမေဟာမီယိုဖလာဗုဒ္ဓဘာသာဝင်တဦးပါ။လာပြေလာကွယ်အခကြီးရဲ့ကြီးတွေမှာ ဖျားသွားចောင်းတက်လဲလောက်ခဲ့ဘူးပါတယ်။သူကဗုဒ္ဓဘာသာအပေါ်တတ်ဝင်ယုံကြည်ပြီးတော့ဘာသာတရားကန်ဆိုင်မှုရှိခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဘာသာရေးအပေါ်ယုံကြည်ကိုးကွယ်မှုတွေပျောက်ဆုံးသွားပြီးဘာသာမဲ့အဖြစ်ခံယူလိုက်တယ်လို့ဆိုပါတယ်။တင်ကန်းစည်းထားတဲ့ဖုံးကြီးတွေကိုမြင်တဲ့အခါတိုင်းလူသက်မှုကိုအားပေးနေတဲ့သူတွေနဲ့တသားတည်းပြေးမြင်ပြီးတော့ ကိုကိုကိုဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ခံယူလို့စိတ်မရှိတော့တာလို့ဘာသာမဲ့တဦးဖြစ်လာခဲ့ပုံကို မမေကရှင်းပြပါရယ်။ဝိရသူတို့ဝါတဝါတို့ပောက်ကိုတော်တို့သူတို့လုံးပုံကိုင်မုံတွေကိုကြည့်ပြီးတော့ဖုံးကြီးတွေကိုအရင်လိုကြီးကြီးညိုစိတ်ဆိုတာမရှိတော့ဘူး။တင်ကန်းချုံထားတဲ့ကရုံးလိုပဲမြင်တယ်လို့သူကဆိုပါရယ်။အချင်းတီလာနဲ့ပြေဆုံးကောင်းမွန်တဲ့တန်ကားတော်တွေရှိပေမဲ့ ဘာသာရေးအပေါ်မှာတင်ညူလေးစားတဲ့စိတ်တွေဟာတဖြည်းဖြည်းရော့ကျလာပြီးဘာကိုမှကိုယ်ွယ်ကျင်စိတ်မရှိတော့ပဲအေးအေးဆေးဆေးသာနေလိုက်တော့တယ်လို့မမေကဆက်ပြောပါတယ်အခုကျမတို့အိမ်မှာဆိုဖျားစင်အောင်မရှိတော့ဘူးလို့သူကဆိုပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဗုဒ္ဓဘာသာကိုယ်ွယ်ယုံကြည်ကြတဲ့လူငယ်တွေထဲမှာမမေတယောက်တည်းဘာသာမဲ့ဖြစ်လာတာတော့မဟုတ်ပါဘူးဘာသာမဲ့ဖြစ်ခံယူသွားတဲ့သူ ဗုဒ္ဓဘာသာကိုးကွယ်ကြောင်းပြောဆိုဖို့ဝင်လေးသွားကြတဲ့သူဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုအပေါ်မေကွန်းထောက်ချင်တဲ့သူတွေရှိလာကြပါတယ်။အရင်ကမြန်မာပြည်မှာဘာသာမဲ့တွေကိုလက်ချိုးရေတွက်လို့ရပေမဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဘာသာမဲ့သူပုံမှန်များပြလာတယ်လို့မရင်များကဆိုပါတယ်။သူဟာတတော်ဌာနကစီရီယံဝန်ထမ်းတအူးဖြစ်ပြီးတော့ ဆရာနာမသိန်းခင်ကဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ခဲ့ပေမဲ့အခုခါမှာတော့ဘာသာမဲ့ဖြစ်ခံယူထားတဲ့သူတူပါအရင်ကကျမပတ်ဝန်းကျင်မှာဘာသာမဲ့ဆိုတာမတွေ့ဘူးအခုနောက်ပိုင်းဆိုများလာတယ်လို့သူကဆိုပါတယ်ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်နေရကနေဘာသာမဲ့သွားတဲ့သူတွေကိုမေးမြန်းကြည့်တဲ့အခါမှာတော့ဗုဒ္ဓဘာသာဖုံးကြီးတချို့ဟာ TikTok Facebook တဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာဖုန်းကြီးတွေနဲ့မတင်တော်တဲ့ကခုံနာအမျိုးသမီးတွေနဲ့ချစ်ကြိုက်ကြောင်းပြောဆိုတာ ကလေးတငယ်မိန်းကလေးတွေကိုနင်းနေခိုင်းတာ KTV တွေမှာတချင်းတွေတီးဆိုတာစတဲ့အပြုမှုတွေကလည်းဘာသာရေးယုံကြည်မှုယောနယ်လာစေတဲ့အချက်တွေလို့ဘာသာမဲ့အဖြစ်ခံယူလိုက်သူတွေကဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့အထင်ကရဆရာတော်တစ်ပါးဖြစ်တဲ့တီတကူဆရာတော်ကြီးက အာနာသိန်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတတပညာနဲ့ပြည့်စုံသောမင်းကောင်းမင်းမြတ်လို့လူသိရှင်ကြားချီးကျူးခဲ့တာကလည်းဗုဒ္ဓဘာသာကိုးကွယ်သူတွေကြားမှာ ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။2022ခုနှစ်မတ်လမှာကျင်းပခဲ့တဲ့အင်းစိန်ရွာမဆရာတော်ကြီးကိုစေအောင်စုကဘွဲတစိအနှင်းဘွဲအခမ်းအနားမှာအထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလမှာ စ်တပ်ကမြမပြည်အနှံ့ကအာဏာသိမ်းမှုစန့်ကျင်ဆန္ဒပြတဲ့ကလေးလူငယ်လူကြီးမရွေအကျန်းဖတ်ဖြိုခွဲဖမ်းဆီးတပ်ဖြတ်တာ နေအိမ်မီးရှို့တာတွေလှုပ်ဆောင်နေတဲ့အချိန်လေးဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်သူတွေကိုဘာသာမဲ့ဖြစ်သွားစေတဲ့နောက်ထပ်အချက်တွေကတော့တခြားသောဘာသာဝင်တွေနဲ့မတူကွဲပြားတဲ့ကိုးကွယ်ယုံကြည်မှုရှုတဲ့သူတွေကို လိုက်လံမေးမြန်းဝေဖန်ကဆိုရှယ်မီဒီယာမှာဓာတ်ရိုက်ထုတ်လွှင့်တတ်တဲ့ ုဒ္ဓဂုံရင်ဆရာတော်အရှင်အက္ခဓမ္မရဲ့လောက်ရနောက်ပြီးမဘာတာဥဆောင်ဆရာတော်ဝိဒသူရဲ့လောက်ရနဲ့ပြောဆိုမှုတွေကြောင့်လဲပါဝင်တယ်လို့ဆိုပါတယ်အစိုးရဆုံးအချက်ကတော့သခိုင်းတိုင်းကံပလူမြို့နယ်အတွင်းကစစ်ကောင်စီလက်အောက်ခံပြည်သူစစ်နဲ့ပြူစောထီလက်နက်ကင်တပ်ဖွဲ့ရဲ့ဥဆောင်ဆရာတော်ဝါတော်ဝနဲ့စစ်ကောင်စီထောက်ခံအားပေးတဲ့ပောက်ကိုတော်တို့ရဲ့လောက်ရတွေက ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူတွေကိုဘာသာမဲ့အဖြစ်ခံယူသွားစေတဲ့အတိတ်ကအကြောင်းရင်းတွေလို့ဆိုပါတယ်။ဖုံးကြီးတွေကဖုံးကြီးအလုပ်လုပ်ရမှာလေ။အခုဟာကအသက်သေးနေတဲ့အလုပ်တွေကို ဖုံးကြီးဖြစ်ပြီးတော့အပိအမြောက်လုပ်နေတယ်။သူတို့ကိုဖုံးကြီးလို့တန်းတူတတ်မှတ်လို့ကိုမရတာ။ကရုံးတုံနာပြီးတင်ကန်းချုံထားတဲ့သူလိုပဲမြင်တယ်လို့မမေကဆက်လက်ပြီးတော့ပြောပါရယ်။ဝင်းနီးတွေနဲ့မညီတဲ့လောက်ရက်တွေလောက်ဆောင်တဲ့အခါ တန်ကနာယကကနေတာဝန်ရှိတဲ့သူတွေကခေါ်ယူပြီးတော့လူ့ဝတ်လဲတဲ့အထိရေးယူဆောင်ရွက်ရမှာ ဖြစ်ပေမဲ့ဘယ်တန်ကနာယကကမှတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အတွက်အခုလိုရဟန်းစိုးတွေပေါများလာနေတယ်လို့ဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ကမိတ်ဆိုပါတယ်။တန်ကာတွေရဲ့ဝင်းကြီးတွေထဲမှာစစ်တင်တန်းပေးတာမျိုးတွေကိုတော့တွားကြည့်လို့မရဘူးလို့သတ်မှတ်ထားပေမဲ့လည်း တမ်းပလူမြို့နယ်ကပြည်သူစစ်ကောင်းဆောင်ဖုံးကြီးဝါဒဝကတော့လူတွေကိုတတ်ဖို့ဒရုန်းတွေနဲ့ကျဲချပြီးကျဲရွာတွေကိုပြာကျအောင်လုပ်ဖို့စတဲ့စစ်မိန်ခွန်းတွေပြောဆိုနေတာဟာဗုဒ္ဓလမ်းစဉ်နဲ့လုံးဝဆန့်ကျင်နေတယ်လို့ဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ကမိန့်ထားပါတယ်။သူတို့ရဲ့လောက်ရက်တွေဟာဗုဒ္ဓရဲ့လမ်းစဉ်တွေနဲ့တခြားစီပဲ။ဗုဒ္ဓဟာငြိမ်းချမ်းရေးဖြစ်တယ်လို့ဆရာတော်ကမိန့်ပါတယ်။ မေတ္တာတုတ်ထဲမှာနိုင်ငံသူနိုင်ငံသားတွေအချင်းချင်းဒုက္ခဖြစ်ခြင်းကို အလိုမရှိဒုက္ခဖြစ်ခြင်းကိုအလိုရှိရမယ်လို့ဟောထားပေမဲ့မာတဝအပါဝင်တန်ခါတချို့ဟာတတိုင်းပြည်လုံးဆင်းရဲခြင်းကို အလိုရှိနေကြသလိုဆင်းရဲအောင်လုပ်နေတဲ့ဆရာနာရှင်တွေကိုတွားပြီးအားပေးနေတာဟာဗုဒ္ဓတရားတော်နဲ့ဘယ်လိုမှမသက်ဆိုင်ဘူးလို့ဆိုပါတယ်။ငါးပါးတီလာနဲ့ကြည့်ရင်လေအခြေခံဖောင်ဒေးရှင်းငါးပါးတီလာတောင်သူတို့ကမလုံကြဘူးလို့ ဆရာတော်မင်းတုံညာကထပ်မံပြီးတော့မိတ်ဆိုပါတယ်။ရန်ကုန်မြို့မှာဂောဘကအဖွဲ့ဝင်လောက်ခဲ့မှုသူ အမျိုးသားတဦးကလည်းဗုဒ္ဓဘာသာ ဖုံးတော်ကြီးတွေဟာသာသနာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ဗုဒ္ဓဘာသာကိုးကွယ်သူတွေအတွက်စံပြဖြစ်ရမယ့်ပုံကူမျိုးတွေဖြစ်တဲ့ပေမဲ့လည်းအခုခါမှာတော့ဝင်းနီးနဲ့မညီတဲ့အပြင်ငွေကိုသာသနာအတွက်တာမကမိမိကိုယ်ကျိုးအတွက်ပါအသုံးပြုလာတယ်လို့ မျိုးသမီးတွေနဲ့လည်းဖက်လဲတကင်းနေတာအစားရှိတာတွေလောက်လာကြတဲ့အပေါ်ဆရာတော်ကြီးတွေက မတိချိုးချုံပြုလစ်လူရှူထားကြတယ်လို့ဆိုပါတယ်အခုဖုံးတော်ကြီးတွေကကြောင်မကောင်းကြာမကောင်းဖောက်ပြန်နေကြတော့ပူတို့တောင်မှဆန်းစစ်လာရပြီမင်းမိတ်နဲ့လည်းမပြုတ်ပြင်ဓမ္မကြောင်ရလည်းမဆုံးမကြာတော့ဟိုတုန်းကမကောင်းကြောင်းဖို့ဆိုတဲ့စကားကြားဘူးတယ် မကောင်းသူကိုကောင်းအောင်ကြောင်းပို့ခိုင်းတယ်လို့မှတ်တာအခုတော့မကောင်းသူတွေစုနေတဲ့အရက်ကြောင်းကိုသာပို့လိုက်ပါလို့ပြောတယ်လို့ဖြစ်နေပြီလို့သူကမှတ်ချက်ပြုပါတယ်တန်ကတော့တချို့ရဲ့အခုလိုလောက်ရတွေကြောင့်ဒီကနေ့ခေတ်လူငယ်တတော်များများဟာဗုဒ္ဓဘာသာအပေါ်ယုံကြည်တတ်ဝင်မှုနည်းပါလာပြီးတော့ဘာသာမဲ့ဖြစ်ခြင်းကြောင့်လာရောက်ပြောဆိုတိုင်မြင်တာတွေရှိတယ်လို့ဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ကမိတ်ဆိုပါတယ် ဘာသာမဲ့ဖြစ်ခြင်းကြောင့်လာရောက်ပြောဆိုတဲ့အခါဘာသာမဲ့လူရကြောင်းဖယားကဘာသာကိုမတီထောင်ခဲ့ကြောင်းဗုဒ္ဓဘာသာရဲ့ဝင်ကြဖို့မပြောခဲ့ကြောင်းတစ္ဆာတရားဓမ္မကိုပဲကာကွယ်ကျင့်ကြဖို့အဓမ္မကိုမကျင့်ကြဘူးနဲ့ဓမ္မကိုပဲကျင့်ကြဖို့ဟူတာဗုဒ္ဓကဟောကြားဆုံးမခဲ့ကြအောင်ပြန်လည်ရှင်းပြရတယ်လို့ဆရာတော်ကမိတ်ဆိုပါတယ်။တန်ဃာတော်တွေပါဝင်ခဲ့ကြတဲ့ 2008ရှစ်ဝါရောင်တော်လန်ရေးကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့မြန်မာပြည်သူတွေဟာတန်ခါတော်တွေအပေါ်မှာလေးစားကြင်ညိုစိတ်တွေ ဖြစ်ခဲ့ကြပေမဲ့2008ခုနှစ်မှာ669မဘာသာစတဲ့ဘာသာရေးအမျိုးသားရေးအဖွဲ့အစည်းတွေပေါ်ပေါက်လာတဲ့အခါမှာတော့ဗုဒ္ဓဘာသာကိုးကွယ်သူတွေကြားထဲမှာဘာသာရေးကိုးကွယ်ယုံကြည်မှုတွေရောကြလာခဲ့တယ်လို့ဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ကအမိန့်ဆိုရှင်းပြပါရတယ်။ စစ်တပ်အသားဝိုင်းကလည်းအဲ့ဒီအမျိုးသားရေးတာသနာရေးအဖွဲ့အစည်းတွေကိုနိုင်ငံရေးအရအမျက်ထုတ်အသုံးချတာတွေရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကဗုဒ္ဓဘာသာအပေါ်ယုံကြည်တတ်ဝင်မှုနှဲပါလာရကနေအခုလိုဆိုရှယ်မီဒီယာတွေပေါ်ထွန်းလာတဲ့ခေတ်မှာတော့ဖုန်းကြီးတချို့ရဲ့လောက်ရတွေကိုကြည်ကြဲပြန့်ပြန့်မြင်လာတဲ့အခါမှာခေတ်လူငယ်တွေဟာဘာသာရေးအပေါ်အလေးမထားတော့ဘဲယုံကြည်တတ်ဝင်မှုပါမဲ့လာခဲ့ပါတယ်။ ဒါအပြင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာ လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာအပြင်တန်ဃာတော်တွေကိုတပ်ဖြတ်နေတဲ့အာနာသိန်းစစ်တပ်ကိုဆရာတော်ကြီးတချို့နဲ့တန်ဃာတချို့ကအပေးထောက်ခံနေတဲ့အတွက်ပြည်သူတွေဟာအရင်ထက်စာရင်ဘာသာရေးကိုယ်ကိုယ်ယုံကြည်မှုအပေါ်မှာအများကြီးရော့ကျလာခဲ့ပါတယ်လူငယ်တွေကပဲတိုင်းပြည်ဓမ္မအမှန်တရားထုံကားရေးအတွက်အသက်ဆွနေကြတဲ့အချိန်မှာသူတို့ကအာနာရှင်နဲ့ပေါင်းဆက်တယ်ဆိုတော့ လူငယ်တွေအနေနဲ့မမားပါဘူး။ဖုံးကြီးဆိုတာဓမ္မအတွက်အသက်ဆွင့်ရရမယ့်ကိစ္စမှာအာဓမ္မအားပေးကြတဲ့ဟိဆိုတော့ဒါကတော့မြင်ကြမှာပဲလေ။လူငယ်တွေမှားရဲကိစ္စမှာမဟုတ်တာလို့ဆရာတော်မင်းတုံညာဗုဒ္ဓတက္ကသိုလ်ကမိန့်ဆိုပါရယ်။ဆိုရှယ်မီဒီယာတွေအကောင့်လာတဲ့အတွက် တချို့ဖုံးကြီးတွေကသူတို့ကိုယ်တိုင်ရှက်ရကောင်းမှန်းမသိ online ပေါ်မှာ live လွှင့်ပြီးသချင်းဆိုတာ တတော်ပေါ်တက်ပြီးပချင်းဆိုတာမျိုးတွေပြုတ်လုံနေကြတာဟာဖုံးကြီးကဖုံးကြီးလိုကြင်ကြံအားမထုတ်ပဲလူတွေလိုကြင်ကြံနေထိုင်နေကြတာအတ္တမအမှုတွေကိုအပိအမြောက်လုံနေတာဟာသာသနာပြက်လာရခြင်းဘာသာမဲ့များများပြားလာရခြင်းဖြစ်ကြောင်းဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ်ကအခုလိုမိန့်ပါတယ်မြမပြည်ကြီးအခုလိုပြက်ရခြင်းဟာဘာသာမဲ့ဂုံတို့ပြက်ကြတာမဟုတ်ပဲဓမ္မမဲ့လို့ 这家人，皮白人。